အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကကျွန်တော်တို့ဝမ်ချောရွာမဆင်းရော်လေးငါစင်ရောင်ဖို့ရှိပါတယ်ဆင်းရော်လေးဝယ်ယူချေတဲ့သူတွေတွေဒီဗီဒီယိုဖြစ်အောင်ကြည့်ပါ လေရဲ့ဇင်းတွေကအစားစားရှိပါတယ်အချို့လေတွေကစစ်ပါတယ်ပေါ့နော်အချို့လေတွေမှာကစစ်မပါဘူးလေပဲရောင်းမှဖြစ်ပါတယ်ကျွန်တော်ဇင်းတို့အမြင့်ဆုံးကနေကျွန်တော်နံပါတ်အစင်လိုက်ပြောပြပေးသွားပါမယ် ဒါကနံပါတ်၄လေးဖြစ်ပါတယ်ဒီလေးကလေရောစင်ရောရောင်းမှဖြစ်ပါတယ်ဒီလေးကိုတော်ထားတာကတနည်းလောက်ပဲရှိပါသေးတယ်သူ့ရဲ့လေသွားနှုတ်ကလည်းအရန်မြန်ပါတယ်လေလုံးလည်းအရန်ပေါ်ပါတယ်လေရောစင်ရောကို120ခေါ်ထားပါတယ်ရှော့တေးရှိပါတယ်လေပဲလိုချင်ရဆိုရင်လေပဲရောက်ပေးပါတယ်လိုချင်ဆိုရင်မြန်ဆုပ်စစ်တွေလိုက်ပါ နောက်ထပ်နံပါတ်2လေးကိုသွားပါမယ်ဒီလေးပဲဖြစ်ပါတယ်ဒီလေးကစင်ရောလေရောရောင်းมาဖြစ်ပါတယ်လေရဲ့လေရကခနစ်လန့်ရှိပါတယ်သူရဲ့လေနဲ့စင်တွေကအရောင်းကိုတောင့်တင်းပါတယ်စင်ကကြတော့ဂျန်ဖလန်135ပါလေရောစင်ရောကိုသူက65သိပ်ပဲခေါ်ထားပါတယ်လူချင်းဆိုရင်မြန်ဆုံးစစ်တွေလိုက်ပါ ဒါကြတော့နံပါတ်34ပဲဖြစ်ပါတယ်နံပါတ်34ကလည်းသူကစင့်ရောလေရောရောက်มาပဲဖြစ်ပါတယ်သူရဲ့လေရဲ့လေရကြတော့ချမ်းလန့်ခွဲရှိပါတယ်သူရဲ့စင်းကကြတော့ဂျပလန်135ပါသူကစစ်တလုံးနေတာအရန်ကိုတန်နေပါပြီဈေးနှုတ်က65သိပဲခေါ်ထားပါတယ်အ short တင်ရှိပါတယ်လူချင်းဆိုရင်အမြန်ဆုံးစစ်တွေ့လိုက်ပါ နံပါတ်၄၄ကိုဆက်သွားပါမယ်နံပါတ်၄၄ကဒီလေးပဲဖြစ်ပါတယ်ဒီလေးကဆက်မပါဘူးလေးပဲရောက်မှာဖြစ်ပါတယ်သူရဲ့လေးရဲ့လေးရကခနစ်လန်ရှိပါတယ်သူကဈေးနှုန်းကို၄၀ခေါ်တာပါတယ်ရှော့တေရှိပါတယ်ဗျလိုချင်ဆိုရင်မျက်စုံစစ်သွဲလိုက်ပါ နောက်ဆုံးလေးဖြစ်တဲ့နဘတ်၅လေးကိုတွားပါမယ်ဒီလေးပဲဖြစ်ပါတယ်ဒီလေးရဲ့လေရကျတော့6လခွဲလောက်ရှိပါတယ်ဒီလေးမှာကျတော့စစ်မပါဘူးလေပဲရောက်မှာဖြစ်ပါတယ်လေရဲ့ဈေးနှုန်းကကျတော့23သိန်းပါ23သိန်းပါနားချမမပါဘူးသာတော့သူအ short တရှိပါသေးတယ် short တရှိပါသေးတယ်เนาะဒါခုခေတ်မှာ space 23တိန်းနဲ့လေတစင်းရောက်ဖို့ဆိုတာမလွယ်ပါဘူးအများဆုံးနေပြီးလာပဲလိုက်ပါတော့ ကဲအခုဆိုရင်ကျွန်တော်ဇင်ယောလေးငါဇေးရဲ့အကြောင်းနဲ့တူကျွန်တော်ရောင်းမဲ့ဈေးနှုန်းလေးကိုလည်းကျွန်တော်ပြောပြပေးသွားပြီနောက်ထပ်ကျွန်တော်ဒီလေးရဲ့အကြောင်းလေးကိုသိစိတ်ထပ်ကြည့်ချေဆိုရင်ဒီဗီဒီယိုရဲ့ comment မှာဖြစ်ဖြစ် Facebook Messenger မှာဖြစ်ဖြစ် Viber ဖုန်းနံပါတ်မှာဖြစ်ဖြစ်ကျွန်တော်ကို မိတ်ဆွေတို့တီးချေတဲ့လေးနံပါတ်နဲ့တူမိတ်ဆွေတို့ရဲ့ဖုန်းနံပါတ်လေးကိုကျွန်တော်စီကိုပို့ပေးထားပါဘာဖြစ်လို့ပို့ခိုင်းရလဲဆိုတော့ကျွန်တော်တို့ဝါကျော်မှာကရွာထဲမှာကလိုင်းမမီဘူးရွာပြင်မှာပဲလိုင်းမီလို့ပါဒါကြပါကျွန်တော်မြန်ဆုံနည်းပြဆက်တွေ့ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ